မင်္ဂလာပါရှင်2025ခုနှစ်မေလ18ရက်နေ့ရဲ့ညခင်သတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မို့မို့ပါရှင်။တော်လိုင်းရင်နယ်မြေကအရက်သားကြီးကိုက်တေဆုံမှုတွေကမရှောင်နိုင်လို့ဖြစ်တာလို့စစ်ကောင်စီရဲ့သတင်းစာမှာရေးသားထားပါတယ်။ရမဲအင်းနဲ့ပခုတ်ကူမြို့နယ်တို့မှာစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုမှာစစ်သား9ဦးသေဆုံးခဲ့ပါတယ်ရှင်။စစ်ကောင်စီတပ်သား16ဦးပြည်သူ့ကော်ဖွဲ့ရေးတပ်ဖွဲ့ထံကိုခိုးလုံလာပါတယ်။ PDF ရဲဘော်တွေကိုဖမ်းဆီးပြီးတဲ့နောက်မှာ ရဲဘော်တွေအယောင်ဆောင်ကစစ်ကောင်စီတပ်ကဆက်သွယ်မှုတွေလိုက်လံပြုလုပ်နေပါရဲ့ရှင်။ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီရဲ့မန်လစစ်စခန်းကို KNU ကတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်မှာထိုင်းရောက်မြန်မာစစ်ဘေးရှောင်ပြည်သူ910ဦးအိမ်ပြန်ကြပြီလို့သိရပါဗျ။မင်းများတိုက်ပွဲစစ်တုပ်ပန်းမိသားစုတွေကို AA ကပြန်လုပေးလိုက်ပါဗျ။ဒီသတင်းတွေနဲ့အတူဒီကနေ့ညခင်းရဲ့ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပြမဆောင်သတင်းတစ်ပုဒ်အနေနဲ့ တလရင်အဖွဲ့တွေရှိတဲ့နေရာတွေကိုစစ်ကောင်စီကတိုက်ခိုက်လို့ဒေသခံတွေထိခိုက်ပျက်စီးတာနဲ့ပတ်သက်ပြီးဒီကနေ့ထုတ်နိုင်ငံပိုင်သတင်းစာအက်ဒီတာအာဘော်မှာရေးသားထားပါတယ်။လက်နက်ကင်အတန်းဖတ်တောင်းကျမ်းသူများအာဓမဝင်ရောက်နေထိုင်ကြတဲ့မြို့ရွာတွေကို နိုင်ငံတော်ကကြိုတင်တတိပေးအထက်ထက်နှိုးဆော်ထားတဲ့အတိုင်းသတင်းရရှိမှုနဲ့အချိန်နဲ့အရရတို့ပေါ်မှူတည်ပြီးတော့လိုအပ်သလိုတုံ့ပြန်ဆောင်ရွက်လျက်ရှိရာ ရှောင်ရှားခြင်းမပြုနိုင်တဲ့မြို့ရွာများကဒေသခံပြည်သူအချို့အနေနဲ့လက်နက်ကင်အကြမ်းဖက်သမားတွေရဲ့လူသားတိုင်းအဖြစ်အတုံးပြုမှုနဲ့အသိဉာဏ်စင်ကြုံတရားကိုခံအားနှဲပါမှုကြောင့်ထိခိုက်ပျက်စီးမှုများအ ਨੇ အများချစ်ခဲ့တဲ့အပေါ်ကိုကြားသိရမှာဖြစ်တယ်လို့ကျင်းမုံသတင်းစာမှာရေးသားဖော်ပြထားပါတယ်။သခိုင်းရခိုင်ရှမ်းနဲ့မန္တလေးတိုင်းတို့မှာတော်လန်ရင်နယ်မြေတွေမှာနှိမ့်စင်ဆိုသလိုဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ပြီး ထိခိုက်သေဆုံးမှုတွေဖြစ်လာပြီးတဲ့နောက်မှာအခုလိုရေးသားလာတာလည်းဖြစ်ပါတယ်။သတင်းစာဟာစစ်ရှုံးကောင်စီခေါင်းဆောင်မင်းအောင်လှိုင်မနစ်ကစတင်မာလာ3ရက်မှာပြောတဲ့လက်နက်ကင်အကြမ်းဖက်ကောင်းချမ်းသူတွေရဲ့အတုံးချခံမဖြစ်စေရတဲ့ဘေးကင်းလုံခြုံမှုရှိစေရတို့အတွက်တတိပြုကြရန်လိုအပ်သည့်အချက်ကိုဆိုရက်မိခွန်ကိုပြန်လဲကိုကားဖော်ပြထားတာပါဒီတတိပေလမ်းညွှန်ချက်ကိုအလေးအနက်မှတ်သားပြီးတမရော်နဲ့လုံခြုံရေးတပ်ဖွဲ့တွေနဲ့လက်တွဲပူးပေါင်းကာ မိမိတို့ဒေတာများမှာတည်ငြိမ်အေးချမ်းမှုရရှိလောက်အောင်ပါဝင်ဆောင်ရွက်ရမယ်လို့យေတာထားပါတယ်။သူတို့မှာအကြောင်းပြချက်ကဘလို့ရှိနေပါစေ။တေချာတာကလူလူတွေကိုအကြောက်တရားတွင်းတာပဲလို့ပြီးခဲ့တဲ့မေလ12ရက်နေ့ကစာတင်ကြောင်းကိုလေကြောင်းတိုက်ခိုက်ခံရတဲ့စကိုင်းတိုင်းတပည့်ရင်းမြို့နယ်ကတော်လန်ရေးအဖွဲ့ဝင်တယောက်ကပြောပါတယ်။သူတေသနာအဖွဲ့တစ်ခုဖြစ်တဲ့ညံလင်းတစ်ကမေ16ရက်နေ့ထုတ်ပြန်ချက်အရ2025ခုနှစ်မေ9ရက်နေ့ကနေ 15ရက်နေ့အထိတပတ်တွင်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အရက်သာတေဆုံးသူ64ရောက်ရှိပြီးထိခိုက်ဒဏ်ရာရရှိသူ245ရောက်ရှိတယ်လို့သိရပါတယ်။လူတေဆုံးဒဏ်ရာရရှိခဲ့တဲ့နေရာတွေဟာငလင်တန်းတင်းခဲ့တဲ့မန္တလေး၊စကိုင်း၊ပဲခူးအရှိတ်ဒေသတွေပါဝင်တဲ့ဒေသ14ခုမှာဖြစ်ပြီးစကိုင်းတိုင်းကတေဆုံးသူ58ရောက်ထိခိုက်ဒဏ်ရာရရှိသူ140နဲ့အများဆုံးဖြစ်ပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ မန္တလေးတိုင်းရမဲတင်းမြို့နယ်မှာစစ်တပ်စစ်ကြောင်းနှစ်ခုကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှ6ဦးတေဆုံးခဲ့ကြောင်းတိုက်တောင်းပြည်သူတော်လှန်ရေးအင်အားစုမှတာဝန်ရှိသူတို့ကပြောပါရယ်မေ10ရက်နေ့ရမဲတင်းမြို့နယ်အမြန်လန်းအနောက်ဘက်လွှမ်းစင်တိုင်းနယ်အုပ်စုကျောက်ဘိုးလေးကျေးရွာဘက်မှရဲစခန်းအနီးကထွက်လာတဲ့စစ်တပ်စစ်ကြောင်းနဲ့ကျောက်အိုလေးကျေးရွာအနောက်ဘက်တမိုင်ခန့်အကွာမှာတိုက်တောင်းပြည်သူကာကွယ်ရေးရမဲတင်းခရိုင် ပကဖရုံးစခန်းကို မီရှုဖြက်စီလာတဲ့စစ်ကြောင်းကိုတော်လရဲတပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့လိုမိုင်းဆွဲတိုက်ခိုက်မှုအတွင်အကြံဖတ်စစ်တပ်ဘက်မှစစ်သား6ဦးသေဆုံးပြီး9ဦးအပြင်းထန်ဒဏ်ရာရရှိကတော်လရဲရဲဘော်များအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်ရှင်။ဒီကောင်တွေကစစ်ကြောင်းအင်အားစစ်တုံးချောင်းနဲ့ထိုးလာတာပါ။ကျွန်တော်တို့ဘက်ကနယ်မြေရှင်းလင်းရေးပေါ့။ဒီလိုလုပ်တဲ့အခါမှာကျွန်တော်တို့စခန်းကိုစစ်ကြောင်းပေါက်လာတယ်။အဲ့လိုပေါက်လာတဲ့အချိန်မှာစခန်းကိုဝင်ပြီးမီးရှို့သွားတဲ့ စကောင်းကိုမီရှိုးတဲ့အချိန်မှာစကမ်းမှာတိုက်မိုင်းတွေထောက်ကွဲပြီးတော့ဒီကောင်သုံးကောင်ကြာသွားတယ်။တေတာပထမမိုင်းဆွဲတဲ့နေရာမှာသုံးကောင်တေတယ်။နောက်ကျွန်တော်တို့စကမ်းမီရှိုးရတော့နောက်သုံးကောင်တေတယ်လို့တိုက်ထောင်ပြည်သူတော်လှန်ရေးအင်အားစုမှတာဝန်ရှိသူတို့ကပြောပါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းကမေလ17ရက်နေ့နဲ့မေလ12ရက်နေ့မှာပြန်လည်ဆုတ်ခွာသွားကြောင်းလည်းသိရပါတယ်။အလားတူပဲမကွေးတိုင်းပခုတ်ကူမြို့နယ် ရှင်မကန်ပြည်သူစစ်ရွာမှာအထိုင်ချတက်ဆွဲကစစ်ကြောင်းထိုးနေတဲ့စစ်တပ်ကိုရှော့ကတ်နဲ့ပစ်ခတ်ခြင်းမိုင်းဆွဲခြင်းတို့ဖြင့်တိုက်ခိုက်ခဲ့ရာစစ်သားတအူးတေဆုံးခဲ့ကြောင်း Cobra 1ပခုတ်ကူတာဝန်ခံပိုမွေဟောက်ကပြောပါရယ်မေ14ရက်နေ့မိုးလဲတနာရီ6မိနစ်အချိန်နဲ့ည6:50မိနစ်အချိန်တို့မှာရှင်မကန်တောကျောင်းမှာယာယီတက်ဆွဲထားတဲ့အကြမ်းဖက်စစ်သားတွေကိုရှော့ကတ်သုံးလုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းမေ16ရက်နေ့မှာလဲရှင်မကန် ်ရွာကို ရှော့ကတ်နှလုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အဲနောက်မှာမေ၁၆ရက်နေ့မှာစစ်တပ်ကရှင်မကန်တောကျောင်းမှာကားလေးစီးနဲ့ပခုတ်ကူတက်မှတရားတစ်ကိုထွက်ခွာလာတယ်လို့သတင်းရရှိလာကြောင်းလမ်းမှာမိုင်းဆွဲတိုက်ခိုက်ခဲ့ရာအစံဖက်စစ်သားတအူးတေဆုံးခဲ့ကြောင်းသိရပါတယ်။စစ်တပ်ကိုမိုင်းဆွဲတိုက်ခိုက်တဲ့နေရာမှာ MG ပေါက်တစ်ခုနဲ့ 5.56G 24တောက်လိုကြံရိတ်ခဲ့ပြီးစစ်စင်ရေးတိုက်ခိုက်မှုတွေကိုပခုတ်ကူခရိုင် ပကဖခွဲငါအေယာထောင်းတပ်ဖွဲ့ အရာတောင်တက်စိတ် PLO တက်ဖွဲ့ Cobra 1ပခုတ်ကူတို့ကပူပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ရှင်ဆက်လက်ပြီး Greeny ပြည်မိုးပြဲဒေသကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီနဲ့ပအုပ်ပြည်သူစစ် PNO ပူပေါင်းတက်ဖွဲ့တွေထဲမှာတော်လန်ရေးရဲဘော်တွေထံကိုဗတ်ပြောင်းခိုလုံလာသူ16ဦးရှိတယ်လို့ရှမ်းတောင်စစ်ဒေသခွဲ PDF ဘူဟာအမတ်1ပြည်သူ့ကာကွယ်ရေးအဖွဲ့ကမေလ16ရက်နေ့မှာထုတ်ပြန်ထားပါတယ် တော်လရေးတပ်ဖွဲ့ဝင်တွေထံကိုအလင်းဝင်လာသူတွေကမေလ6ရက်မှ16ရက်နေ့အထိဆယ်ရက်အကြာညောင်ရွှေမြို့နယ်ဖဲခုံမြို့နယ်အနီးကရေပူကုန်းရွာစွန့်ဆွဲကျေးရွာနယ်လွယ်လုံကျေးရွာတွေကိုအင်အား600ခန်းနဲ့ကုန်းလန်းရေလန်းတို့နဲ့ထိုးစစ်ဆင်လာတာလည်းဖြစ်ပါတယ်အဲ့လိုအလင်းဝင်လာတဲ့စစ်ကောင်စီတပ်သား16ဦးကစစ်မှုထမ်းတပ်သားအသေးဖြစ်အတင်းအရမစုဆောင်ခံရရဖြစ်ပြီးမေလ12ရက်နေ့မှ15ရက်နေ့အထိ လေးရက်အတွင်းအလင်းဝင်လာသူတွေဖြစ်တယ်လို့ဆိုပါတယ်။အလင်းဝင်လာသူတွေထဲမှာအများစုက2023ခုနှစ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးစနစ်အထက်တန်အောင်မြင်ခဲ့သူတွေဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဲ့လိုစစ်ကြောင်ထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်ကိုမိုးပြဲမြို့တွင်စစ်ကြောင်၊မိုးပြဲကုန်းတာစစ်ကြောင်နဲ့ဖဲခုံညောင်ရွှေမြို့နယ်စစ်ကြောင်စတဲ့စစ်ကြောင်၃ကြောင်မြင့်တော်လာရေးပူပေါင်းတပ်ဖွဲ့တွေကခုခံခဲ့တယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။အဲ့ဒီတိုက်ပွဲတွင်စစ်ကောင်စီတပ်နဲ့ ်ပူပေါင်းတပ်များမှ18ဦးကြဆုံခဲ့ပြီးစစ်သား3ဦးဟာအရှင်ဖမ်းမိထားကတော်လန်ရေးတပ်ဖွဲ့တွေဘက်မှ2ဦးကြဆုံခဲ့ပြီးကြီးကြီးတန်ရာရရှိသူများလည်းရှိတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါ့အပြင် MA3 3လက် MA1 1လက်ကိုလည်းတင်စီရရှိခဲ့တယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီတပ်ကကျိုးမင်ကောင်ဟီရိုပျောက်ကြားတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ရဲဘော်တွေကိုဖမ်းဆီးပြီးတဲ့နောက်မှာရဲဘော်တွေအယောင်ဆောင်ကကြံရစ်တဲ့ရဲဘော်တွေကိုလိုက်လံဆက်သွယ်နေကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်383ရက်ကဆိုပါတယ်ပြီးခဲ့တဲ့မေလ9ရက်မှာတောင်ပိုင်းတိုင်းစစ်ဒေသစစ်ဒေသကွယ်နှစ်ဘကိုးတိုင်းစစ်ဒေသအမှတ်22ပြူဟာတာယာဝရီခရိုင်အမှတ်1တပ်ရင်တပ်ခွဲကကျိုးပင်ကောင်ဟီရိုပျောက်ကြားတပ်ခွဲမှတပ်ခွဲမှုရဲဘော်မိုဂျိုလေးနဲ့ရဲဘော်စုတ်ဖွားတို့ကပစ္စည်းတည်ယူရန်ဆိုင်ကယ်နဲ့ထွက်သွားရင်း အောက်တွင်မြို့နယ်ပောက်ခေါင်အောက်တွင်လမ်းပိုင်းမှာစစ်ကောင်စီရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရတာပါသူတို့နှစ်ဦးကိုစစ်ကောင်စီကကြက်မနက်ကြက်လွာတာဝါတိုင်းစခန်းမှာဖမ်းဆီးချုံနောင်ထားတယ်လို့သိရပြီးတရင်383ရက်ထုတ်ပြန်ချက်မှလည်းဖော်ပြထားပါတယ်အဲ့လိုရဲဘော်နှစ်ဦးကိုဖမ်းဆီးပြီးတဲ့နောက်မှာ စစ်ကောင်စီဘက်မှတက်မှုနဲ့တက်ခွဲမှုအချို့ကိုဆက်သွယ်မှုတွေပြုလုပ်လာတယ်လို့လည်းဆိုပါတယ်။ဒါကြောင့်ဖန်ဆီးခံရတဲ့ရဲဘော်ငိုကြိုးလေးနဲ့ချိတ်ဆက် ဆက်သွယ်မှုတွေရှိတဲ့တရင်တက်ဖွဲ့များပြည်သူတွေအနေနဲ့သူတို့ဘက်မှဆက်သွယ်လာပါကကာယကံရှင်ကိုတိုင်မဟုတ်ကြောင်းအသိပေးထုတ်ပြန်ထားပါရဲ့ရှင်။ဆက်လက်ပြီးကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီရဲ့မဲလာစခန်းကို KNU ကတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်မှာထိုင်းရောက်မြန်မာစစ်ဗေရှောင်းပြည်သူ910ဦးအိမ်ပြန်ကြပြီဖြစ်ကြောင်းထိုင်းသတင်းဌာနတွေရဲ့ဖော်ပြချက်အရသိရပါရယ်။မေ16ရက်နေ့မှာ ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီရဲ့မဲလာစစ်ကောင်ကို KNN ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီးတဲ့နောက်မှာယနေ့မှမြန်မာစစ်ပေးဆောင်910ဦးအင်ပြန်ကြခြင်းဖြစ်တယ်လို့သိရပါတယ်နေဆက်မှာတိုက်ပွဲတွေကြောင့်ထိုင်းနိုင်ငံကိုယာယီတိမ်းရှောင်ခဲ့ရတဲ့မြန်မာစစ်ဘေးရှောင်ပြည်သူတွေကိုထိုင်းအာဏာပိုင်တွေကနေစရာနဲ့စားနပ်ရိက္ခာပံ့ပိုးပေးခဲ့ကြပြီးယနေ့အိမ်ပြန်ခြင်းမှာလဲတောင်ရင်မြစ်အထိတည်ယူပို့ဆောင်ပေးခဲ့ကြောင်းသိရပါဗျ။ ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်တပ်စခန်းတွေကို KNN နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကဆက်လက်တိုက်ခိုက်သိမ်းပိုက်နေတဲ့ဖြစ်မြန်မာဘက်အကြမ်းမှပြည်သူ900ဝန်းကျင်ကထိုင်းနိုင်ငံကိုတင်းရှောင်နေခဲ့ကြရတာလည်းဖြစ်ပါတယ်။မေ23ရက်နေ့ညနေပိုင်းမှာ KNU နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကစစ်ကောင်စီရဲ့ခမရ24တပ်ရင်းရဲ့တာလဲပြူခါစစ်စခန်းကိုသိမ်းပိုက်ပြီးတဲ့နောက်မှာမေ26ရက်နေ့ညနေပိုင်းမှာမေလစစ်ကောင်စီစခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းလည်းသိရပါတယ်။ မေ9ရက်နေ့မှာအကြံဖက်စစ်ကောင်စီရဲ့တခေါ်ပီခွေစခန်းကို KNN PDF ပူပေါင်းတပ်ဖွဲ့တွေကတင်ပိုက်ရရှိခဲ့တာပါ KNU ကမတ်လဧပြီလနဲ့ယခုမေလအတွင်းမှာထိုင်းမြန်မာနယ်စပ်အနီးကစစ်ကောင်စီရဲ့ပူလူတူခလဲတွေတခေါ်ပီခွေမော်ဖာတူစခန်းတာလဲစခန်းတွေကို စက်တိုက်သိမ်းယူနိုင်ခဲ့တာလည်းဖြစ်ပါရဲ့ရှင်နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့အာရခတက်တော် AA ထိန်းချုပ်ရာနေရာတွေကိုစစ်ကောင်စီက ၄ချောင်းဘုံကျဲတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေချိန်မှာတိုက်ပွဲတွင်ဖမ်းဆီးရမိတဲ့စစ်တုပ်ပံမိသားစု220ကျော်ကိုပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်းအရခမင်းသမီးသတင်းမီဒီယာမှပုံနဲ့တကွဖော်ပြထားပါတယ်။မင်းများမျိုးသိန်းတိုက်ပွဲကာလအတွင်းဖမ်းဆီးရမိတဲ့စစ်တုပ်ပံမိသားစု225ဦးကိုမေ16ရက်နေ့မှာအခမ်းအနားနဲ့ဒုတိယအကြိမ်ပြန်လွတ်ပေးခဲ့ခြင်းဖြစ်ပြီးအမျိုးသမီး65ဦးနဲ့ကလေးငယ်130ဦးတို့ပါဝင်ကြောင်းသိရပါတယ်။ မင်းပြမျိုးကို AA က2024ဖေဖော်ဝါရီလအတွင်းမှာအပိသက်သိမ်းပိုင်ရရှိခဲ့ပြီး2024ဧပြီလ23ရက်နေ့မှာဖမ်းဆီးရရှိခဲ့တဲ့စစ်တပ်ပံမိသားစုဝင်190ဦးကိုပထမအကြိမ်လွှဲပြောင်းပေးအပ်ခဲ့တာလည်းဖြစ်ပါတယ်စစ်ကောင်စီကနိုင်ငံအနက်အရက်သားပြစ်မှတ်တွေကိုဘုံကျဲတိုက်ခိုက်နေရရခိုင်ပြည်နယ်နဲ့ယခုရက်ပိုင်းမှာလေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရက်သား20ကျော်သေဆုံးခဲ့ရကြောင်းဒေတာခန့်တွေနဲ့စစ်ချောင်းအရေးကူညီပေးတဲ့သူတွေထံကသိရပါရရှင် ဒီကနေ့ညခင်ရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလောက်အောက်ကနေအများဆုံးလွတ်မြောက်ကြပါစေရှင်